နဘူကလေးကတချင်းချင်းမှာနိုင်ငံရေးစကားပြောရလိမ့်မယ်ဆိုတဲ့တမတ်လျှော့ပြီးတော့လုံနေတဲ့တော်လှန်ရေးမျိုးကတော့ဒီအချိန်ဒီကလာမှာဒီစကားတော့မှာပဲသို့တော့စစ်အာဏာရှင်ကရာဖီကိုမြောင်းပုံးတွေကထုတ်ပြီးဤကုန်ထုတ်ပြီးခဲ့တဲ့တော်လှန်ရေးစိတ်ဓာတ်မျိုးရှိခဲ့မယ်ဆိုရင်တော့တော်လှန်ရေးသည်အခုတော်လှန်ရေးကာလဖြစ်ပါတယ် ပထမဆုံးမိကုန်းအနေနဲ့မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထူဆက်နေတဲ့အင်ဒီနာချင်းနိုင်ငံတွေကဒီစစ်ကောင်စီဘက်ကရက်တီလိုက်တယ်ဆိုတော့အခြေအနေမျိုးလို့ရှုမြင်လို့ရနိုင်မလားဒီပေါ်ဆရာအနေနဲ့ဘယ်လိုမြင်ပါတယ်လဲခင်ဗျဟိုစစ်ကောင်စီဘက်ကနေပြတ်ပြတ်သားသားရပ်လိုက်တယ်တော့ပဲကျွန်တော်ကမြင်ကြည့်လို့ရပါတယ်ဒါကလည်းမထူးဆန်းပါမထူးဆန်းပါဘူးလို့ဆိုတာကကျွန်တော်တို့အာရှနိုင်ငံတော်တော်များများမှာဟိုလက်ရှိဖြစ်တည်နေတဲ့အသိဉာဏ်တစ်ခုကပါလဲဆိုတော့ တဏ္ဍပြောင်းသွားမှာအာနန္ဒီတယ်ဆိုတော့အသိဉာဏ်ကဂိမ်းအောင်နေတာကြာပါပြီလက်ရှိအခြေအနေမှာလည်းဂိမ်းအောင်နေတော့မှာဆိုတော့ဒါကြီးစကောင့်စီကတော့မျိုးပြတော်တော်များများကိုခိမ့်ထုတ်နိုင်သေးကြောင်းကြောင့်ရှိနေတဲ့အတွက်ကြောင့်တစ်ချိန်ချိန်ကြရင်လည်းအရှိမကျွန်တော်တို့ဆက်ဆက်ချင်းဒူဒူရေခင်းလို့၆သနခုနဲ့အာနာပိန်နဲ့ဖြစ်စဉ်လို့ပဲစစ်တပ်က ရသွားမယ်ထင်ပြီးတော့ဒါကပြီးခဲ့တဲ့အခင်ကျင်းနေရဲ့ဟိုပြရဲ့ဝင်ယူပြီးတော့သူစက်ကောင်စီဘက်ကပြပြပါးပါးရတ္တိလိုက်တဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်ဆိုတော့ဒါပေမဲ့ဒီကနေ့ကမ္ဘာနိုင်ငံရဲ့အခင်ကျင်းကမ္ဘာ revolution နဲ့အခင်ကျင်းတွေကအဲ့ဒီ78 62လို့မတူတော့ဘူးဆိုတာကိုလည်းအဲ့ဒီနိုင်ငံခေါင်းဆောင်နေနေသိအောင်သိပါလိမ့်မယ် တခုတော့ကျွန်တော်ပြောလို့ရပါတယ်စစ်ကောင်စီရှုံးသွားတဲ့အချိန်စစ်ကောင်စီပြိုလဲတဲ့အချိန်တိုင်းလည်းအဲ့ဒီလူအဲ့ဒီလူတွေဒီစစ်ကောင်စီနဲ့မဟာမိတ်ပြုခဲ့တဲ့ဟာကိုမေးပြောက်ပြီးတော့ပေါ်လာရအောင်မြင်တဲ့အဖွဲ့စည်းတွေပြန်ပြီးတော့မိဖက်ပြုတ်လိုက်ပါဆိုတော့လက်ရှိအခြေအနေမှာကတော့အာနာလက်ွယ် ထားနိုင်တယ်လို့ထင်တဲ့အဖွဲ့အစည်းကမဟာမိတ်ပြုတာကဒါကဘာဒပလိုမစီအခင်ကျဲမှာတိတ်တော့မထူးဆန်းပါဘူးဒါကြောင့်မို့လို့ကျွန်တော်ကတော့စစ်မရှုံးမချင်းကတော့စစ်ကောင်စီအတွက်လူရဝင်းတဲ့အောင်ရှိပါလိမ့်မယ်စစ်ရှုံးသွားတဲ့အချိန်ပြည်သူခုံရုံးကိုတက်ရတဲ့အချိန်ကျတော့စစ်ကောင်စီကြီး စစ်ကောင်စီသာဖြစ်ပါတယ်စစ်ရာဇဝတ်ကောင်သာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ကြိုတင်ပြီးသတိပေးလို့ပါဒုတိယမေကုံအနေနဲ့စစ်ကောင်းဆောင်ပူချုံမူကြီးမင်းအောင်လာပြီပေါ့နော်ဒီတရုတ်ခီးယူစင်ကနေပြန်လာပြီးနောက်ပိုင်းဒီတော်လန်ရင်အင်အားစုတွေအပေါ်ဘလို့ဖိအားတွေရှိလာနေလဲဘလို့အကျိုးတရမှုတွေရောရှိလာနေလဲခင်ဗျစစ်ကောင်းစီရဲ့တရုတ်ခီးယူစင်အပီးမဟုတ်ပါဘူးလက်ရှိအခြေအနေမှာကတော်တော်လန်ရင်အဖွဲ့အစည်းတွေအနေနဲ့အခက်ခဲတွေ အခက်ငယ်ပေါင်းဆုံးကိုရင်ဆိုင်နေရတာပါအချက်တည်းတွေလည်းအများကြီးရှိပါဒါပေမဲ့လို့ကျွန်တော်တို့တွေဒီစိတ်ဓာတ်နဲ့စိတ်ဓာတ်ကိုကျန်းခံပြီးတော့တွန်းလာနေတယ်တွန်းလာနေပါတယ်ကျွန်တော်ထင်ပါတယ်မြောက်ပိုင်းအဖွဲ့စည်းတွေအနေနဲ့ကတော့ဟိုဖြတ်လေးပြဆက်လန်နေနော်ဟိုအရင်မြစ်တွေအရင်မြစ်ရရှိမှုနယ်ပါးတာတွေကတော့အနည်းနဲ့အများကြီးဆိုင်ရနိုင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့က အဲနိုင်ငံသားကရရှိတဲ့အရေးမြစ်တွေတတိယပဲတရုတ်ကရရှိတဲ့အရေးမြစ်နဲ့ကျွန်တော်တော်တော်ရေလုံနေတာမဟုတ်ပါဘူးကျွန်တော်တို့လွမြောက်ကိုသိတဲ့တော်တော်ရေဝိညာဉ်နဲ့ကျွန်တော်အလုံးလုံးနေတဲ့အတွက်ကြောင့်ဒီအခက်ခဲတွေကပျော်ပါလောက်တဲ့အခက်ခဲတွေမဟုတ်ဘူးလို့တော့မြင်ပါတယ်ပြီးရတဲ့၅နှစ်တာ ကာလလုံးကိုလည်းကျွန်တော်တို့ကဒီအခက်ခဲတွေကိုရင်ဆိုင်ခဲ့ပြီးဖြစ်တယ်ကြော်ရွားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီအခက်ခဲတွေကိုတော့ထပ်ပြီးတော့ရင်ဆိုင်ကြော်ရွားရအောင်လို့ဆိုတာသိပါတယ်ဒါကြောင့်မို့လို့ဒီအခက်ခဲနောက်ဖြစ်ပေါ်လာမှအခက်ခဲတွေပြီးပြောပါတော့တဲ့အခက်ခဲလို့တော့ကျွန်တော်မြင်ထားပါ လက်ရှိအခြေအနေကຫນွေဥဒေါ်လာရေးကစတင်ခဲ့တဲ့လက်နက်ကင်ဒေါ်လာရေးပြီးဆုံးသွားပြီဆိုတဲ့ထောက်ပြပြောဆိုမှုတွေဒီတုံးသက်မှုတွေလည်းရှိနေတယ်ပေါ့နော်ခုလိုထောက်ပြပြောဆိုတာတွေတုံးသက်တာတွေကမန်ကန်ရဲ့လားဆရာအနေနဲ့ဗာများထောက်ပြပြောဆိုခြင်းမတည်းလဲဒေါ်လာရေးပြီးဆုံးသွားပြီလို့အဲ့ဒီ online media အဲ social media တွေမှာပြောနေတဲ့ပြောဆိုချက်တွေကပြောဆိုသူတွေရဲ့သဘောမျှပါဖြစ်ပါလေကျွန်တော်အနေနဲ့ကတော့ဒါလို့မမြင်ပါဘူးနောက်တစ်ခုက နဂိုကလေးကတချင်ချင်းမှာနိုင်ငံရေးစကားပြောရနိုင်မယ်ဆိုတဲ့တမတ်လျှော့ပြီးတော့လုံနေတဲ့တော်လိုင်းရေမျိုးကတော့ဒီအချိန်ဒီကလာမှာဒီစကားပြောမှာပဲသို့တော့ဆဲအာနာရဲ့ဂရာဖီကိုမြောင်းပုံးတွေကထုတ်ပြီးနိဂုံထုတ်ပြီးခဲ့တဲ့တော်လိုင်းရေစိတ်ဓာတ်မျိုးရှိခဲ့မယ်ဆိုရင်တော့တော်လိုင်းရေဒီအခု တော်လှန်နေတဲ့ကာလဖြစ်ပါတယ်တော်လှန်ရေးပြီးဆုံးသွားပြီတနည်းအားဖြင့်ငါတို့ဘက်ကဘာမှလုံးလုံးမရတော့ဘူးလို့ပြောတာကကျွန်တော်တို့ကရင်အမျိုးသားတွေလို့ကရင်လက်နက်ကရင်လက်ထဲမှာရှိရမယ်ဆိုတော့တန်ဒိဋ္ဌာမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆပါတယ် ဆေးဥစုဘက်ကသူတို့အနေနဲ့ပေါ့နော်ဒီနိုင်ငံတကာဆက်ဆံရေးမှာအတားရသွားပြီလို့ order ဖြတ်နေတာတွေတွေ့ရတယ်ဆိုတော့တကယ်ပဲဆေးဥစုကနိုင်ငံတကာဆက်ဆံရေးမှာအတားရသွားပြီလားဘယ်လိုမြင်ပါသလဲခင်ဗျအဲကျွန်တော်ကတော့ဒါလိုဒါလိုတော့မမြင်ပါဘူးခွေးဆိုတာကတော့အီနာရရင်တော့ဝမ်းသာကြတာပဲလေဆိုတော့လက်ရှိမဆင်နိုင်ရရင်တော့ဝမ်းသာကြတာပဲလက်ရှိအခြေအနေကမင်းအွန်လိုင်းတို့ကထွက်ပေါက်တွေအကုန်လုံးပိတ်ပြီးတော့ ရတော့ရညာထပောက်ကိုရှာနေရတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့မဖာယာဝါခမအနေနဲ့ကတော့သူ့အတွက်ကြီးကြီးမားမားရလက်ကောင်းနေရသွားတဲ့လို့တော့ကျွန်တော်ကတော့မမြင်ပါဘူး။အကယ်၍ထင်နေဆိုရင်တော့သူ့ရဲ့ထင်မြင်ချက်သာဖြစ်ပါတယ်။ကျွန်တော်ထင်ပါတယ်အိန္ဒိယတရုတ်အပောင်းရဲ့အဲ့ဒီသက်ဆိုင်ရာနိုင်ငံတွေကခွေးဝန်းသားအောင်လေးလေပြလိုက်တာပဲရှိပါတယ်။ ဒါဆိုရင်လက်ရှိအခင်အကျင်းအရတော်လန်ရင်အင်အားစုတွေဘက်ကဘာတွေပြင်ဆင်ဖို့လိုအပ်နေပြီလဲဘာတွေပြင်ဆင်စုဖွဲ့ရမယ်လို့ရောမြင်လဲခင်ဗျရွေးကောက်ပွဲအလွန်ကာလအတွက်ရောဘာတွေကြိုလှုပ်ထားရမလဲခင်ဗျနမလန်နူတော်လန်ရဲ့အခြေအနေကိုကျွန်တော်လေးလာကြည့်ကြတာတော့တော်လန်ရင်ကာလရှေ့ချလာတာနဲ့အမှကျွန်တော်တို့တော်လန်ရင်အစုဖွဲ့တွေကကြိုးချင်းမကတ်ပဲနဲ့တဖြည်းဖြည်းချင်း꽌ပြား꽌ပြားမှုတွေတစ်ဆင့်ထောင်းတာတွေအစုဖွဲ့အသီးသီး မှုလို့ပေါက်လာတာတွေဒါတွေဖြစ်လာဆိုတဲ့ခါကျတော့ကျွန်တော်စစ်တိုက်တဲ့နေရာမှာ COC လို့ခေါ်တဲ့ခြိဆော့ကွန်မန်းဆိုတာဘိုးပါလေအဲ့တော့ COC မဖြစ်သေးတဲ့အောင်ကောင်းမွန်တဲ့အစုဘွဲ့တွေနဲ့ကောင်းမွန်တဲ့ COC တွေထိန်းချုပ်မှုလို့သလိုကျွန်တော်တို့တွေဒီတော်လိုင်းဘုံကြီးမှန်းချက်ဆိုတာကိုလည်းထားဖို့လိုပါလေအဲ့တော့တော်လိုင်းဘုံကြီးမှန်းချက်မရှိဘဲနဲ့သူတလူမျိုးကတမင်းလုံနေမဲ့ဆိုရင်တော့ ကျွန်တော်ပြောခဲ့ပါတယ်တော်လိုင်းရောပြီးသွားမှာမဟုတ်ဘူးသို့တော့တော်လိုင်းရည်မရှိကြအဲ့မဲ့ရှိကြသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မိမိတို့တော်လိုင်းရည်လုံနေတာဘာအတွက်လဲဘာကြောင့်ဘယ်ကိုဥတည်တယ်လဲဘလို့ပါနိုင်ထားလဲဆိုတဲ့ကြီးရွယ်ချက်ကြီးမှန်ချက်တွေကိုပြန်လေသုံးသပ်ပါလို့ပြောခြင်းတလို့တစ်ဖက်မှာလည်းဘဏ္ဍာကအဖွဲ့ကြီးတွေကပတ်သက်ရင်ထိသောကွန်မန်းလို့ခေါ်တဲ့ စီဝစီထိန်းကြောင်းမှုတွေစနစ်တကျပြုတ်လုပြီးတော့ဒေါ်လာရုပ်ရှင်းဆက်ကြပါလို့ပဲကျွန်တော်တို့တိုက်တော်ရင်နဲ့နေကုန်ချုပ်ပါမယ်ကျေးဇူးတင်ပါနောက်ဆုံးအနေနဲ့ပြည်သူလူထုကိုဆရာအနေနဲ့ဗာမြသတင်းစကားပါလို့ပါတယ်လေလူထုကတော့ကျွန်တော်ကတော့တော်တော်လေးအားနာတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဒေါ်လာရေးသည်ဒီမြန်မာနိုင်ငံဒေါ်လာရေးသည်ကျွန်တော်တို့ ရန်သူကလူမဆန်သောအရက်ဆက်ဆုံးပြုလုပ်နေတဲ့တော်လှန်ရေးဖြစ်တယ်။ဒါကြောင့်မို့လို့ဘယ်ခေတ်ဘယ်ကာလနဲ့မှမတူရဲခံစားမှုမျိုးကိုလည်းပြည်သူလူထုကခံစားနေရတယ်။ဒီအပေါ်မှာကျွန်တော်တို့တော်လှန်ရေးဘက်ကတော်လှန်ရေးဘက်တော်သားတွေဘက်ကတော်လှန်ရေးသမားတွေဘက်ကတောင်းမကြည့်ခဲ့ဘူးဆိုရင်တော့ အဲ့ဒီအကျွေးကိုကျွန်တော်အပေါင်းနဲ့တော်လန်ရေးသမားတွေတစ်ချိန်ချိန်မှာပြည်သူလူထုခြေနဲ့တဲ့အထိအကျွေးဆက်ပါမယ်လို့ကတိပေးရတဲ့ပဲကျွန်တော်နေကုန်ချုပ်ပါတည်ဥပါ